မြန်မာနိုင်ငံရဲ့ပိုမိုတန်ဆိုင်လာတဲ့ပဋိပက္ခတွေကိုဂိုင်းတွဲဖြည့်ရှင်းဖို့အချိန်တိတ်မကြံတော့တဲ့အကြောင်းနဲ့ပြင်းထန်တဲ့ရေယူဆောင်ရွက်မှုတွေလှုပ်ဆောင်ဖို့အမေရိကန်လွှတ်တော်အမတ်တွေကနိုဝင်ဘာ19ရက်မှာတတိပေးလိုက်ပါတယ်။အမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီကလက်ခံကျင်းပပြီးအရှေ့အာရှနဲ့ပစိဖိတ်ဆိုင်ရာဆက်ကော်မတီအဖွဲ့ဝင်တွေပါဝင်တဲ့ထွတ်ပေါင်းမရှိသောမဟာဗျူဟာမြန်မာနိုင်ငံရဲ့အဆုံးမဲ့အချက်အတဲနဲ့အမေရိကန်ရဲ့အကန့်အသတ်ရှိသောရွေးချယ်စရာများကောင်းစင်တဲ့ကြားနာပွဲမှာအခုလိုပဲပြောဆိုလိုက်တာပါ။မြန်မာစစ်တပ်ဟာ နိုင်ငံအာဏာကိုတင်းကျပ်စွာဆုပ်ကိုင်ထားပြီးရွေးကောက်ပွဲအတွက်ပြင်ဆင်နေတာကြောင့်ဒီရွေးကောက်ပွဲကိုအမေရိကန်နိုင်ငံအနေနဲ့ပုံမပြင်းထန်တဲ့တုံ့ပြန်မှုတွေလှုပ်ဆောင်ဖို့လွှတ်တော်အမတ်တွေကတိုက်တွန်းခဲ့ကြတာပါအရှေ့အာရှနဲ့ပစိဖိတ်ဆိုင်ရာဆက်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့မစ်ရန်ကင်ကမြန်မာနိုင်ငံရဲ့နှဆိုင်လာတဲ့လူသားချင်းစာနာထောက်ထားမှုနဲ့လုံခြုံရေးဆိုင်ရာအကျပ်အထည်တွေကိုမီးပေါင်းထိုးပြခဲ့သလို2029ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းလူပေါင်း3.6တန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံစီထွက်ပြေးခိုလုံနေကြတဲ့ရိုဟင်ဂျာဒုက္ခသည်တိတိကျကျ3သန်းရှိနေတဲ့အကြောင်းလည်းပြောဆိုလိုက်ပါတယ်။ဒါပြင်မြန်မာဆေးဥစုနဲ့ဆက်ဆက်နေတဲ့ဂျားဖြန့်အွန်လိုင်းဝယ်လင်ကိန်းတွေပြန့်နှံ့လာတာလူကုန်ကူးမှုတွေနဲ့အတူစစ်ကောင်စီကတရားဝင်မှုရရှိဖို့အတွက်တရုတ်နဲ့ရုရှားပေါ်မိခိုးနေတဲ့အကြောင်းအရာတွေအပဝင်အဓိကပြဿနာတွေကိုလည်းထောက်ပြခဲ့ပါတယ်။ဆေးဥစုဟာမြန်မာနိုင်ငံရဲ့နေရာဒေသအများစုကိုထိန်းချုပ်ထားတဲ့ဆိုပေမဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကအဆိုပါပမာဏရဲ့နှစ်ဆကိုထိန်းချုပ်ထားတာကြောင့် မျောလင်းချက်ရှိနေသေးတဲ့အကြောင်းလဲမစ်ကင်ကပြောဆိုထားပါတယ်။မြန်မာအာဏာသိမ်းစစ်ကောင်းဆောင်မရောက်နိုင်ကလာမယ့်ဒီဇင်ဘာ28ရက်မှာထွေထွေရွေးကောက်ပွဲပထမပိုင်းကျင်းပမယ်လို့ကြေညာထားပေမဲ့လေးလာသူတွေကတော့ဒါဟာအထူးရောင်သာဖြစ်တယ်လို့ကြဲကြဲပြန့်ပြန့်ရှုံချထားကြပါတယ်။နိုင်ငံတကာလုံခြုံရေးကိုအထူးသုတေသနပြုတဲ့လွတ်လပ်တဲ့ပညာရှင်အဖွဲ့အဖွဲ့ဖြစ်တဲ့ Station Center မှအကြီးတန်းသုတေသီ Steve Ross ကတော့ဒီရွေးကောက်ပွဲလို့ခေါ်တာတွေဟာလွတ်လပ်မြတ်တာပြီးအားလုံးပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဒါရီဟာမြန်မာပြည်သူရဲ့စံနာကိုကိုးစားမပြုသလိုဒီမိုကရေစီလမ်းကြောင်းဒါမှမဟုတ်မြန်မာနိုင်ငံရဲ့ဆယ်စုနှစ်ချီကြာမြင့်နေတဲ့ပြည်ပခောက်အတွက်ငြိမ်းချမ်းပြီးရေရှည်တည်တဲ့နဲ့ဖြည့်ရှင်းချက်စီကိုဥတည်နေတာလည်းမဟုတ်ပါဘူးလို့ပြောဆိုထားပါတယ်။အမေရိကန်ရဲ့ရေးယူဆောင်ရွက်မှုတွေမရှိပါကမြန်မာနိုင်ငံဟာကြာရှုံးနိုင်ငံဖြစ်နေတဲ့အတူနိုင်ငံဖြတ်ကျော်ရာသွေးမှုတွေရဲ့ဗဟိုချက်ဖြစ်နေဆက်လက်ရှောက်လန်းရလိမ့်မယ်လို့လည်းဥပဒေပြုအမတ်တွေကသတိပေးထားတာဖြစ်ပါတယ်။ဒါပြင်စတီရော့စ်က မြန်မာပြည်ပခါဟာသူတို့ရဲ့နယ်နိမိတ်တွေကိုကြော်လွန်ပဲ့တင်ထက်နေပြီးအင်ဒိုပစိဖိတ်ဒေသတွေနဲ့အမေရိကန်ရဲ့လုံခြုံမှုနဲ့ကြွယ်ဝချမ်းသာမှုတွေအတွက်ပါချင်းချောက်မှုတစ်ခုဖြစ်လာစေတယ်လို့လည်းသူကပြောပါတယ်။စစ်ကောင်စီရဲ့အဓိကဗန်နံငွေထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့မြန်မာစီးပွားရေးဗန်နဲ့မြန်မာရေနံနဲ့တဘာဝတဝင်းလုပ်ငန်းတွေကိုချက်ချင်းပိတ်ဆို့ရေးယူဖို့နဲ့အမေရိကန်ပြည်သူတွေနဲ့နိုင်ငံတကာကိုချင်းချောက်နေတဲ့စိုက်ဘာရာဇဝတ်မှုတွေနဲ့ကြားဖြန့်ငွေလိမ်စင်တာတွေနဲ့ပတ်သက်ပြီးလည်းဆွေးနွေးတော်ပါတယ်။ဒါပြင်မြန်မာပြည်အတွက်လူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီကတစင်မဟုတ်ပဲဒေသခံရပ်ဖက်အဖွဲ့အစည်းတွေကတစင်နေဆက်ဖြတ်ကျော်ပေးပို့ဖို့ဆွေးနွေးခဲ့တယ်လို့ရိုရင်ဂျာတက်ကြွလှုပ်ရှားသူတယောက်ကလည်းအမေရိကန်ရဲ့အကူအညီတွေဖျက်တောက်မှုတွေရဲ့အကျိုးဆက်ကြောင့်ရိုရင်ဂျာဒုက္ခသည်စခန်းတွေမှာဆိုးရွားနေတဲ့အခြေအနေတွေကိုဆွေးနွေးသွားခဲ့ပါတယ်မြန်မာနိုင်ငံမှာတော့အချမ်းဘက်စေအုပ်စုကအာနာသိမ့်ယူထားခဲ့တဲ့ကာလဟာအချိန်၅နှစ်နီးပါးထိကြာမြင့်လာခဲ့ပြီဖြစ်သလိုစစ်ကောင်းဆောင်ကလာမယ့်ဒီဇင်ဘာလထဲမှာရွေးကောက်ပွဲကိုဖိအားပေးကျင်းပဖို့ပြင်ဆင်နေတာပါ။ဘုံကျဲတိုက်ခိုက်မှုတွေနဲ့ လူခွင့်ရေးချိုးဖောက်မှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေချိန်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကရှုံချမှုတွေဇက်တိုက်လှုံ့ဆော်နေတာလည်းဖြစ်ပါရယ်ခင်ဗျာ